မင်္ဂလာပါဒီနေ့ကျမတို့ဆွေးနွေးမယ့်အကြောင်းအရာကတော့ Donald Trump ရဲ့အောင်မြင်မှုကြွယ်ဝမှုတိဆုပ်ပုံနဲ့ပတ်သက်တဲ့အတွေးခေါ်ဒီပါပဲအထူးသဖြင့်သူ့ရဲ့အရှုံးမပေးတဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာချင်းကပ်ပုံပေါ့ဟုတ်ကဲ့ဒီအချက်လက်တွေကိုတော့သူ့ရဲ့အင်တာဗျူးတွေဟောပြောပွဲတွေကကောင်းလို့ချစ်တယ်ကနေယူထားတာပါဟုတ်ပါတယ်ဆိုတော့သူ့ရဲ့စီးပွားရေးအောင်မြင်မှုပေါ်သူ့ရဲ့အမြင် သူ့စိတ်ဓာတ်ပိုင်းဆိုင်ရာအထူးအချက်တီကိုအာဆွေးထုတ်ပြီးလေ့လာကြည့်ကြတာပေါ့နော်။ဟွန်းသူ့ရဲ့တွေးခေါ်တွေထဲမှာလေး အယံခံဇုံဇုံတခုကတော့သူလုပ်တဲ့အလို့ပေါ်ထားတဲ့သူ့ရဲ့အပြင်းပြတဲ့စိတ် passion တဲ့ဟုတ်သူကပိတ်ဆိုင်ရဟူချေပဲလောက်တာမဟုတ်ဘူးသူတကယ်လူနေတဲ့အလို့ဥမာအဆောက်အအောင်စောက်တာမျိုးကိုတကယ်ချစ်လို့မျက်နှုံးလို့လောက်တာမျိုးလို့ဆိုတယ်အင်းအောင်မီမှုကအဲ့လိုချစ်မျက်နှုံးမှုကလာတယ်ပေါ့ဟုတ်တယ်အဲ့ဒါကြောင့်သူကအကြံပေးတာကလည်းကိုတကယ်ကြိုက်တဲ့အလို့ဆိုရင်အကျိုးမြတ်နည်းနည်းနင်းရင်တောင်အဲ့ဒါကိုပဲရွေးတင်တယ်ဆိုပြီးပြောတတ်တွေ့ရတာ အဲ့ဒီပြင်းပြစိတ်နဲ့ဆက်ဆက်ပြီးသူမြေးပြောလို့ရှိတာကဟိုဘီရောမအရှုံးမပေးခြင်းဆိုတဲ့ခံယူချက်နော်အဲ့ဒါပဲသူရဆောင်ဖို့လို့ဖွင့်နေမိဟုတ်တယ်ထောင်ကပဲ90ပြည့်နေတဲ့တုန်းကသူကြုံခဲ့ရတဲ့အာဘာနာရဲ့အခက်ဖြဲကြီးကိုဥပမာပေးပြီးဇွဲလုံးလကဘလောက်အရေးကြီးလဲဆိုတာသူတော်တော်လေးဖြပြောသွားတယ်တော်တော်များများဒေဝါလီခံကုန်ကြချေမှာသူကရက်မပြစ်ခဲ့ဘူးဆိုတာမျိုးပေါ့ဟုတ်ပါတယ်အဲ့ဒီဇွဲရှိဖို့လို့တို့လိုပဲနောက်တစ်ခုသူပြောတာကရေစီးချောင်းကိုဆန့်ကျင်ရဲ့ချင်းပေါ့ အဲ့ဒီလိုတတ်သည့်မျိုးလိုတယ်လို့သူကမြင်တာဟင်းလူအများမလုပ်ရဲတာလုပ်ရဲရမယ်ဆိုတဲ့သဘောဟုတ်တယ် Microsoft တို့သူ Google လိုအကြီးအကျယ်အောင်မြင်ခြင်းလူများစုသွားနေကြလမ်းမဟုတ်ပဲကိုယ်ယုံကြည်ရာကိုသွားရဲရမယ်ဒါပေမဲ့တတိယံတုံနဲ့မရဘူးလေကိုကိုကိုတကယ်ယုံကြည်မှုရှိဖို့ထပ်မြတ်ဖို့လေလိုအပ်တယ်စွန့်စားရဲသလောက်အကျိုးပေးနိုင်တယ်လို့သူကယူဆတယ် စိတ်ဝင်စားစရာကောင်းတာကသူကအကောင်းမြင်စိတ်ရှိဖို့ပြောတယ်လို့ပဲအမ်အစိုးဆုံးအတွက်ကြိုတင်ပြင်ဆင်ထားဖို့ hedging ကိုလည်းအလေးထားပြန်ရောဟုတ်တယ်ဘယ်လန်လုံတာပေါ့အင်းမျော်လင့်ချက်အကောင်းဆုံးထားမယ်ဒါပေမဲ့တခုခုမှသွားခရင်လည်းဖြစ်လာနိုင်တဲ့အစိုးကျိုးတွေကိုကာကွယ်ဖို့ပြင်ထားရမယ်ဆိုတာမျိုးဟိုတူတငယ်ချင်းပိတ်ဆက်မရှိခင်ကတည်းက first class ပဲစီးတယ်ဆိုတော့ဥမာလေးတောင်သူထဲပြိုးသေးတယ်နော်စိတ်တက်တက်ကြွအောင်ပေါ့ဟုတ်ကဲ့ဒီလိုစိတ်တက်ပိုင်းဆိုင်ရာအားကောင်းဖို့လိုသလိုပဲ လက်တွေ့ကျတဲ့အလုပ်ကြိုးစားမှုပြီးတော့အတိမြန်အလဲရရဲ့အရေးပါုံကိုလည်းသူကထောက်ပြတယ်။သူ့အတွက်အရေးကြီးဆုံးစကလုံးထဲမှာအတိပညာတယ်။အင်းအတိပညာဆိုတာကစားတွေ့ထက်ဟောပါလေလက်တွေ့အတွေ့ကြုံတွေရတဲ့အတိပညာကိုသူဆိုလိုတာ။ကံကိုလည်းသူယုံတော့ယုံတယ်။ဒါပေမဲ့ပိုကြိုးစားလေးပိုကံကောင်းလေးဆိုတဲ့စကားကိုပိုလက်ခံတယ်ဆိုတော့အလိုကြိုးစားမှုကအောင်မြင်မှုအတွက်မရှိလို့မဖြစ်ဘူးပေါ့။ဟုတ်ပါပြီ။ ဒီလိုစ조사မှုတွေစွန့်စားမှုတွေလွတ်တဲ့ခါကျတော့မလွဲမထွေကြုံရမယ်အဖြစ်အားကိုကင်တွယ်နိုင်စွမ်းကဆုံးထီထွန်းတို့အတွက်အဓိကရည်ချင်းပဲလို့သူကပြောပြန်တယ်အဲ့ဒါကတော်တော်ရည်ကြီးတဲ့အချက်ပဲသူကပြောတာဖြစ်အားကိုလုံးဝမခံနိုင်တဲ့သူဆိုရင်သူများလည်းအောက်မှာအလုပ်လုပ်တာကပဲပိုကောင်းနိုင်တယ်ဒါကမွေးဟာဘဗီဇာလို့ဖြစ်နေတယ်ဆိုပြီးတော့သူကတုံးတတ်တယ်ဖီအာကိုဘလိုစီမံခန့်ခွဲမလဲဆိုတဲ့အပိုင်းမှာကျတော့သူ့အကြံပေးချက်ကလည်းစိတ်ဝင်စားဖို့ကောင်းနေစီးပွားရေးဖီအာရဲ့အရာများလာတဲ့အခါဘဝမှာတကယ်အရေးကြီးတဲ့အရာတွေ ဥပမာဖျားသခင်တို့မိသားစုတို့ကို ပြန်အမတ်ရလိုက်ရင်စိတ်တည်ငြိမ်မှုရနိုင်တယ်ဆိုတာမျိုးပေါ့ဟုတ်တယ်ပါစပက်တူပြရှာတာပေါ့အောင်မြင်မှုတစ်ခုနဲ့ကအရာလုံးမဟုတ်ဘူးဆိုတဲ့အမြင်ကိုပြန်မြင်ဖို့ကြိုးစားတာอืมစုံတီထုံမှုရဲ့စွန်စားရတဲ့သဘောကိုလည်းသူကပွန့်ပွန့်လင်းလင်းပဲပလောထားတယ်တင်ငင်တဲ့လက်ခါစားလို့ကိုစွန့်ပြီးကိုပိုင်လုံငန်းလုပ်ဖို့ဆုံးဖြတ်တာကတော်တော်ခက်ခဲပြီးအန္တရာယ်များတဲ့ဆုံးဖြတ်ချက်ဖြစ်နိုင်တယ်ပေါ့ဟုတ်တယ်မိသားစု ကိုစည်းစိမ်ကြမှာရည် အကုန်လုံးကိုလောင်ကြီးထည့်ရနိုင်တယ်ဆိုတဲ့သဘောမျိုး။ဒါကြောင့်ကိုယ့်ရဲ့အသွင်စိတ်ကိုယ့်ရဲ့ခန္ဓာရည်ကိုတည်တည်ချာချာသိဖို့လိုတယ်လို့သူကကြံပေးတယ်။တခြားသူပေးရင်မသားစရာအကျဉ်းတွေနေတယ်မှာဆိုရင်ဟိုတာမန်စစ်နဲ့မကျေနပ်မနေဟိုတိုက်တွန်းတော့ပါသေးတယ်။အင်းလူတော်တော်များများကပြင်းလို့ပဲဖြစ်ဖြစ်အပေါ်ကြိုးစားရမှကြောက်လို့ပဲဖြစ်ဖြစ်အဲထူးချွန်ဖို့နောက်တလန်းသမလန်းနေလို့တာမန်လေးနဲ့မကျေနပ်နေတတ်ကြတယ်လို့သူကထောက်ပြတယ်။သူရဲ့တကိုယ်ရည်လိုက်နာခြင်းတုံးမှုအပိုင်းနဲ့ပတ်သက်လို့လေတင်ကန်းစာယူစရာလေးသူပြောသွားတယ်။ အရဲဆွေးတာရဲ့စိုးကြိုးကြောင့်စောစောစီစီဆုံးသွားတဲ့သူ့ကိုဖရက်အเจ้าဝန်နမူနာပေးပြီးတော့သူ့ကလေးလေးကိုမူရစ်စေးအရက်ဆေးလိတ်လုံးဝရှောင်ဖို့အမြဲတင်းတင်းတက်တက်ပြောလေသူကိုယ်တိုင်လည်းလုံးဝမသုံးဘူးလို့ဆိုတယ်ဟုတ်ကဲ့ကွန်ပစီဒါမမဝန်ဆောင်မှုပိုင်းကြတော့သူကအရင်ဆုံးအရည်သွေးကောင်းတဲ့ product ရှိဖို့ကအရေးကြီးဆုံးပဲတဲ့အင်းအခြေခံကကောင်းရမယ်ပေါ့ဟုတ်ကဲ့အဲ့ဒါရှိပြီဆိုမှဈေးကွက်မှာလူတိအောင်လုပ်ဖို့မီဒီယာတွေ rating တွေနဲ့သစ်လူပိုတိအောင်လုပ်ဖို့လိုတယ်လို့သူကအကြံပေးတယ် အရေးချင်းကောင်းရင်သားနဲ့လူတိနေတဲ့အဆိုတော်မျိုးမဖြစ်အောင်စ조사ရမယ်ဆိုတဲ့သဘောမျိုးကိုမန်တရှိချင်းညတန်ဘိုးကိုလည်းသူကအတိမထီထားတယ်နော်လမ်းညွန့်ပေးမဲ့သူရှိတာကဘဝမှာတကယ်အရေးပါတယ်အကျိုးရှိတယ်လို့ပြောသွားတယ်ပြောသွားတာတွေ့ရတယ်ဒီတော့အချက်လက်တွေအကုန်လုံးကိုခြုံပြီးပြန်ကြည့်လိုက်ရင်ဒေါ်နယ်ထရပ်ရဲ့အောင်မြင်ရဲ့တွေ့ခေါ်အနစ်ချုပ်ကတော့အဓိကကတော့လုပ်ငန်းပေါ်တကယ်စိတ်နစ်ထားတဲ့ချစ်မြတ်နှုံးမှုအခက်ခဲတွေကြာကမဆုံမနစ်စ조사တဲ့ဇွေးလုံးလားအလိုစ조사မှုနဲ့ လက်တွေ့အသိပညာကိုတန်ဖိုးထားမှု ပြီးတော့အဲဖီအားကိုကြံ့ကြံ့ခံနေတဲ့စွမ်းရည်စွန့်ဦးတီထွင်မှုမှာပါတဲ့ risky ကိုလက်ခံနိုင်စွာအဲ့ဒါတွေပေါ်မှာအတိကမူတည်နေတာတွေ့ရပါတယ်ဗျဟုတ်ပါတယ်ဒီအချက်တည်းထဲကမှလုံငါပေါ်ချင်းမြနူးမှုနဲ့ထီအားကိုကင်တွယ်နိုင်မှုဆိုတဲ့အချက်နှစ်ချက်ကိုပြန်ဆက်ဆက်ပြီးစဉ်းစားစရာမေးခွန်းလေးတစ်ခုထားခဲ့ချင်ပါတယ် အောင်မြင်ခြင်းစိတ်ကအရင်ပြင်းပြနေပေမဲ့ကိုတကယ်မနစ်တက်တဲ့ passion မရှိတဲ့လုပ်ငန်းတွေပဲတခုမှကြုံလာရမယ့်ကြီးမားတဲ့စီးပွားရေးဖိအားတွေကိုလူတယောက်ကရည်ရှိမှတကယ်ပဲကြံ့ကြံ့ခံပြီးရင်ဆိုင်ကြောလွှားနိုင်မှာမလားဒါကတော့နားထောင်သူတွေစက်ပြီးဆွေးနွေးရင်စဉ်းစားကြည့်နိုင်မယ့်အချက်လေးတခုပေါ့နော်